်မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာဆန်းစစ်ကြည့်ဖို့ရွေးထားတဲ့အရင်းမြစ်ကတော့နိုဝင်ဘာလ6ရက်2020မှာခုနှစ်ရက်စွဲနဲ့ထွက်ထားတဲ့ Mizima Weekly Magazine ဖြစ်ပါတယ်ဟုတ်ကဲ့ Mizima ကတော့အလုံးတည်ကြတဲ့အတိုင်းပဲပေါ့မြန်မာနိုင်ငံရဲ့တရင်လွတ်လပ်ခွင့်အတွက်ချက်သမရနိုင်ငံ Prague မြို့ကနေရက်တည်နေတဲ့လွတ်လပ်တဲ့တရင်မီဒီယာတစ်ခုပေါ့ဗျာဟုတ်ပါတယ်ဒီတပတ်ထုတ် Magazine ထင်မှာတော့တကယ်ကိုစိတ်ဝင်စားစရာအကြောင်းအရာတွေအများကြီးပဲ ဟုတ်ကဲ့။မာဒီကာကိုအချမ်းဖင်းကြည့်လိုက်ရင်ကိုပဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်အကြောင်းအာဆီယံရဲ့တုံ့ပြန်မှု။ဟွန်း။ပြီးတော့မြေပြင်ပေါ်ကပဋိပက္ခအခြေအနေတွေအကြောင်းကြေကြေပြန့်ပြန့်တွေ့ရတယ်နော်။အဲ့ဒါပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်တို့အဓိကဆွေးနွေးချင်တာကတော့ဒီမဂ္ဂဇင်းရဲ့မျက်နှာပုံဆောင်ပါပဲကွာလာလမ်ပူကအာဆီယံဆိုင်းဘုတ်ပုံကြီးနဲ့တိစိတ်တော်အောင်ပွဲဆိုတဲ့ခေါင်းစဉ်ကတော်တော်လေးစူးစမ်းကြင်စရာကောင်းတယ်ဟုတ်ပဲအဲ့ဒီခေါင်းစဉ်ကကိုပဲဇလန်တပုတ်လိုပဲနော် ဘာကိုတိတ်တိတ်လေးအောင်ပွဲခံလိုက်တာလဲဆိုတာသိချင်သွားပြီ။ကဲဒါဆိုရင်ဒီအကြောင်းကိုပဲစပြီးအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်လား။ကောင်းပါပြီ။ပထမဆုံးအနေနဲ့စစ်ကောင်စီရဲ့ view ဟာဘက်ကစာကြည့်ရအောင်။မဂ္ဂဇင်းရဲ့ editor အပေါ်မှာလေသူတို့ရဲ့ရွေးကောက်ပွဲကိုတရားဝင်မှုရဖို့အတွက်ကစားနေတဲ့ကစားပွဲတစ်ခုလို့သုံးသပ်ထားတယ်ရှင်။ဟုတ်တယ်ဗျာ။သူတို့ဘက်ကတော့နိုင်ငံရေးပါတီ53ခုတောင်မှတ်ပုံတင်ထားတယ်ဆိုပြီးတော့အတန်းကြီးကြီးနဲ့ကျင်ကြတာပေါ့။ เอဒါပေမဲ့ editor အဘော်ကဒါကိုအမြင်လေးအဆောင်မှုတစ်ခုပဲလို့ပြင်ပြီးထုတ်ပြထားတယ်နော်အဲ့ဒါပေါ့ဘာလို့လဲဆိုတော့အဓိကအချက်တွေကရှင်းရှင်းလေးပဲလေတနိုင်ငံလုံးအတိုင်းအတာနဲ့ထောက်ခံမှုအများဆုံးရထားလဲ NLD ပါတီကိုချက်သိမ်းထားလဲဟုတ်ကဲ့ဒေါ်ဆန်းစုကြည်လိုနိုင်ငံရေးခေါင်းဆောင်တွေကိုလည်းစက်ပြီးထမ်းထားတော့မယ်အရေးတီးဆုံးကစစ်ကောင်စီကိုယ်တိုင်ကနိုင်ငံရဲ့မြို့နယ်တဝက်လောက်ကိုတောင်အပြည့်အဝမထိန်းချုပ်နိုင်ဘူးလေဟုတ်ပါရဲ့ဒီအချက်တွေရှိနေတော့ ဒီရိခောက်ပွဲက အစားကတည်းကယုံကြည်ဖို့တော်တာခက်နေရပေါ့သိချတာပေါ့ဒါဆိုသူရဲ့ကစားကွက်ကရွေးကောက်ပွဲလောက်ပြပြီးတော့ကြီးစံငါတို့ကတရားဝင်အစိုးရလို့ပြမယ်ပြီးရင်အရေးယူပိတ်ဆို့မှုတွေဖြေလျှောက်ပေးဖို့တောင်းဆိုမယ်အဲ့လိုတဘောလားအဓိကတော့အဲ့ဒီပုံစံပဲဒါမဲ့ဒီလိုအပေါ်ယံကစားကွက်ကိုနိုင်ငံတကာကယုံကြည်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းရှိလာတာပေါ့ဟုတ်တယ်အဲ့ဒီမှာဘယ်လိုဆက်လုပ်မလဲအဲ့ဒီမှာပဲသူတို့ရဲ့နောက်တစ်ကွက်ကလာတာဗျာမဂဇင်းထဲမှာထောက်ပြထားတာက ယူရှာတယုတ်ဘီလာရုစ်လိုသူတို့ရဲ့မိဖက်အာနာရှင်နိုင်ငံတွေစီကအမ်နိုင်ငံတကာမီဒီယာတွေနဲ့လေးလာသူတွေကိုဖိခေါ်မယ်ဆိုတဲ့အစီအစဉ်ပဲ။အော်သူတို့ဘတ်တော်သားတွေကိုခေါ်ပြီးတော့အတိမတ်ဖြူခိုင်းမယ်ဆိုတဲ့သဘောပေါ့။အဲ့ဒါပဲ။အဲ့ဒါသာအဘိုဒေကစကားကို9300ရင်အာနာရှင်စနစ်ရဲ့အပေါ်ရန်အခွန်ကိုတရားဝင်မှုဆိုတဲ့နောက်ထပ်အပေါ်ရန်လွာတစ်ခုနဲ့ပါပါလေးဖုံးကွယ်ဖို့စူးစမ်းတာပဲ။ မိတ်ဆွေတွေကအော်ရွေးကောက်ပွဲကကောင်းပါတယ်လို့ပြောပေးလိုက်တာနဲ့သူတို့တရားဝင်မှုပုံရိပ်တစ်ခုထွက်လာမလို့တွတ်ထားပုံပဲနော်ဟုတ်တယ်သူတို့ရဲ့မိတ်ဆွေတွေပဲလာတဲ့ပါတီပွဲတစ်ခုလုပ်ပြီးအပြင်ကတော့လူဆုံတက်ဆုံနဲ့အောင်မြင်တဲ့ပွဲလို့ကျင်းရတာနဲ့တူနေတာပေါ့ဗျာဒီလိုလှုပ်ချင်းအဖြစ်သူတို့မျောလင့်နေတဲ့ပိုကြီးတဲ့ရီမန်းချက်ကဘာဖြစ်မလဲအဓိကပန်းတိုင်ကတော့ရှင်းပါတယ်နိုင်ငံတကာအတိုင်းအဝိုင်းဝဲမှာပြောင်းဝင်ဆန့်ကျင်တာပေါ့အရေးယူပိတ်ဆို့မှုတွေရောတွားစေခြင်းတယ် တန်တမန်ရဲရရာဂုံတွင်မှုအရာပုံမှန်အရှင်းနေနီးပါးပြန်ဖြစ်ချင်တာပေါ့လေအတိကြပဲဒါပေမဲ့တကက်အာနာကိုတော့လက်မလို့ချင်ဘူးအနှစ်ချုပ်ပြောရင်တော့အာနာကိုစက်ကြိုက်ထားရင်လည်းနိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုရကျင်တဲ့ကစားပွဲတစ်ခုပေါ့ကောင်းပြီစစ်ကောင်စီကတော့သူ့ဘက်ကဇက်လန်းကိုဒီလိုတိဆောက်နေပဲမဲ့သူ့ရဲ့အိမ်နေချင်းတွေဖြစ်တဲ့အာဆီယံကတော့ဒီဇက်လန်းကိုယုံခဲ့လားခုနကပြောလေမျက်နှာဖုံးဆောင်းမခေါင်းစဉ် တိတ်ဆိတ်တော့အောင်ပွဲဆိုတော့ကတော့မယုံဘူးဆိုတဲ့သဘောတည့်ရောက်နေတယ်နော်အဲ့ဒါတတိကြကြပဲ59ကြီမြောင်အာဆီယံထိပ်သီးအစည်းအဝေးကထုတ်ပြန်ချက်ဟာဒီမိုကရေစီလိုလာတဲ့လှုပ်ရှားမှုအတွေ့ဗျူဟာမြောက်အောင်ပွဲတစ်ခုလိုစောင့်မမှသုံးသက်ထားလေအော်ဟုတ်လားဟုတ်တယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအသေးစိတ်ကိုကြည့်တဲ့အခါမှာပဲအာဆီယံထုတ်ပြန်ချက်ရဲ့အပိုင်း26မှာပါတဲ့အချက်တစ်ချက်ကိုစောင့်မကအဓိကထောက်ပြတယ် ဘာတယ်လဲအဲ့ဒီအချက်ကအဲ့ဒါကပါလဲဆိုတော့ရွေးကောက်ပွဲမတိုင်မီအကြံဖတ်မှုများရစေရင်အားလုံးပါဝင်နိုင်တော့နိုင်ငံရေးဆွေးနွေးမှုများရှိရမည်ဆိုတဲ့အချက်ပဲဗျာ။ဩဒါကတော်တော်ပါနဲ့တဲ့တန်တမန်ကြီးကကစားကွက်ပဲ။တက်ရိုက်ကန့်ကွက်တာမဟုတ်ပဲခမားတို့ရွေးကောက်ပွဲလုပ်ချင်ရင်ဒီစံနှုန်းတွေနဲ့ကိုက်ညီရမယ်ဆိုပြီးတို့ဘလို့မှမလုံနိုင်တဲ့အခက်အခဲတွေပေးလိုက်တာမျိုးပေါ့။ဟုတ်တယ်ဟုတ်တယ်။ဒါကိုတိတ်ဆိတ်တော့အောင်ပွဲလို့ခေါ်တာအင်မတန် tracing ဖြစ်တာမယ်။ အတိကြပဲဒါဟာစစ်ကောင်စီအတွက်ပြည်မီဖို့မဖြစ်နိုင်တဲ့တရားဝင်စံနှုန်းတစ်ခုကိုတက်မှတ်လိုက်တာပဲဒီတော့ဒီရွေးကောက်ပွဲကိုကြိုတင်ပြီးတရားမဝင်ကြောင်းကြေညာလိုက်တယ်လို့ဖြစ်သွားတာပေါ့ဟုတ်ကဲ့ဒါအပြင်တခြားအေးအယူမှုတွေလည်းပါတယ်စစ်ကောင်စီကို အစ်စ်မြင်အစည်းအဝေးတွေကနေဆက်ပြီးဖဲထုတ်ထားတယ်ပြီးတော့အာဆီယံအလဲအကျဥက္ကဋ္ဌနေရာကိုမြန်မာနိုင်ငံကိုကြော်တွားဖို့ဆုံးဖြတ်ခဲ့တာကလည်းတမိုင်းဝင်လောက်ရတစ်ခုလို့မဂ္ဂဇင်းမှာဆိုထားတယ် ါဒီအလောင်းကအာဆီယံရဲ့အစုစည်းညီညွတ်တဲ့သဘောမတူမှုကို ပြလိုက်တာပဲနော်ပြီးတော့ဟိုရွေးကောက်ဖွဲလေးလာသူတွေကိစ္စလည်းရှိသေးတယ်မလားအာဆီယံကတရားဝင်လေးလာသူဖွဲမလုပ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကတော်တော်လေးပြစ်သားရဲ့တဘောထားပဲလို့ဆိုရမယ်ဟုတ်တယ်ဒါဟာလူတီရှင်ကြားမျက်နာလွယ်ကဲပြလို့လိုက်တာပဲစစ်ကောင်စီရဲ့ဂျိုးပဲ့မှုတွေကိုတော်တော်လေးထိခိုက်စေတယ်อืมဒါပေမဲ့တတိပြုရမယ့်အချက်လေးတစ်ခုတော့ရှိတယ်အာဆီယံကဖွဲလိုက်အနေနဲ့မလွတ်ပေမဲ့ ဖွင့်ဝင်နိုင်ငံတနေငင်ကျင်းနေတဲ့တီချာလွတ်ချင်တော့လွတ်လိုက်တယ်ဆိုတဲ့အချက်လေးပါတယ်။ဒါကတော့အာဆီယံရဲ့ဘုံတဝတ်တူညီမှုမူဝါဒအောက်ကတန်နမန်ရေးရာလမ်းဖွင့်ထားမှုလေးတစ်ခုပေါ့ဗျာ။ကဲဒီလိုတန်နမန်ရေးရာစစ်တွေးရင်ကစားဖွေးတွေကတစ်ဖက်မှာရှိနေခြင်းမှာမြန်မာနိုင်ငံအတွင်းမြေပြင်ပေါ်မှာရောဘာတွေဖြစ်နေလဲ။လူတွေကဒီရွေးကောက်ဖွဲ့ကိုဘယ်လိုမြင်လဲ။အဲ့လားလေမဂ္ဂဇင်းတွေမှာပါတယ်ဗျ။စစ်ကောင်စီရွေးကောက်ဖွဲ့များဆိုတဲ့အခမ်းအနားပါတဲ့ချက်လက်တွေကတပ်လို့စိတ်ဝင်စားဖို့ကောင်းတယ်။ စစ်တိမ်မြို့ကန်တူးကိုကိုးကားထားတာရှိတယ်ဟုတ်တယ်ကျမလည်းအဲ့ဒါတွေ့လိုက်တယ်ဟုတ်တယ်အဲ့ဒီကိုးကားချက်ကအခြေအနေမှန်လို့ထင်ဟပ်စေတယ်သူကဒီရွေးကောက်ပွဲက ကျွန်တော်အတွက်ဘာဒီပဲမှမရှိဘူးလူတွေကကိုဒုက္ခနဲ့ကိုယုံကံနေရတယ်လို့ပြောထားတယ်อืมဂျာကစစ်ကောင်စီရဲ့ဝါရာဖြန့်ချေရေးဆက်ရံတရားနဲ့ပြည်သူတွေရဲ့တကယ်လက်တွေ့ဘဝကြာကကွာဟတ်ချက်ကိုညွန့်ပြနေတာမယ်နော်အဲ့ဒါပေါ့တဖက်မှာပြည်ခိုင်ဖြိုးပါတီကမဲဆွဲပွဲတွေလုပ်နေချိန်မှာ လူများစုကစားဝတ်နည်းရဲ့အတွက်တောင်အဆဲဆန်ယုံကန်နေရတာလေဒီဇလန်တိုင်းဖြစ်လာအောင်အတင်းအချက်ဖိအားပေးမှုတွေလည်းရှိနေတယ်လို့မဂ္ဂဇင်းမှာဖော်ပြထားတယ်နော်ရွေးကောက်ပွဲကိုထောက်ခံတဲ့ဝါဒဖြန့်ရုပ်ရှင်ကိုဝေဖန်လို့အမှုပညာရှင်၃ဦးအဖမ်းခံရတဲ့ကိစ္စတို့ဟုတ်တယ်ပြီးတော့ရွေးကောက်ပွဲကိုစန့်ကျင်ပြောဆိုရင်ထောင်းတန်းစနစ်အခြေချနိုင်တဲ့ဥပဒေတစ်တည်းပြဋ္ဌာန်းလာတော့ပေါ့ဆိုတော့ရွေးချယ်ခွင့်ဆိုတဲ့စကားလုံးရဲ့နောက်ကွယ်မှာအကြီးအကျယ်ချင်းချောင်မှုတွေရှိနေပုံမယ် အဲ့ဒီထဲမှာမှအထင်ရှားဆုံးအချက်တစ်ခုကတော့စစ်ကောင်စီကြောထောက်မှုနောက်ခံပြူထားတဲ့ခိုးစားလန်လောင်း30ကျော်ကပြန်ပတ်မရှိဘဲအလိုလျောက်နိုင်ရတော့မယ်ဆိုတဲ့အချက်ပဲဟုတ်တယ်အဲ့ဒီအချက်တမနစ်နော်ခိုးစားလန်လောင်း30ကပြန်ပတ်မရှိဘဲအလိုလျောက်နိုင်တယ်ဆိုတော့ဒါကရွေးကောက်ပွဲလို့တောင်ခေါ်လို့မရတော့ဘူးလေဒါကခန့်ပွဲလို့ထင်မနေဘူးလားအဲ့ဒါပေါ့ဒီမိုကရေစီလုံခြုံရေးဆိုတဲ့စကားလုံးကိုလောင်းပြောင်းနေတယ်လို့ပဲဖြစ်နေတာပေါ့ဟုတ်ပါတယ်ဒါကိုပဲမြေပြင်ပေါ်ကလူတွေကနီလာမျိုးမျိုးနဲ့တုံ့ပြန်နေကြတယ် မဂ္ဂဇင်းထဲမှာပေါ်ပြထားတဲ့ခုခံတော်လိုင်းမှုတစ်ခုကမဲမပြင်းနဲ့တာထောင်ချော့ပဲ no vote just trap ဆိုတဲ့ဆောင်ပုံနဲ့စန္ဒပြခဲ့ကြတာ။အိုးဟုတ်ကဲ့ပိုပြီးထူးခြားတာကအဲ့ဒီစန္ဒပြပွဲကိုဝေးလန္နာတောင်းနယ်မှာလုပ်တာမဟုတ်ပဲစစ်တပ်ရဲ့အမာကန့်ပြတော်လို့ပြောလို့ရတဲ့ပြင်ဦးလွယ်မှာလုပ်ခဲ့တာပဲ။အိုးပြင်ဦးလွယ်မှာဟုတ်တယ်ဒါကဘာကိုပြလဲဆိုတော့ဒီရွေးကောက်ပွဲကိုစန့်ကျင်မှုကနေရာနာမှာရှိနေတဲ့ စစ်ကောင်စီရဲ့အမခန့်နယ်မြေလင်းမှာတောင်ရှိနေတယ်ဆိုတာပဲ။အင်းရဲ့ဆွေးနွေးမှုတွေကိုပြန်ခြုံငုံကြည့်လိုက်တော်တော်လေးရှုပ်ထွေးတဲ့ပုံတပုံညင်ရတယ်နော်။တစ်ဖက်မှာစစ်ကောင်စီကတရားဝင်မှုဆိုတဲ့မျက်နှာပုံးကိုရဖို့ရွေးကောက်ပွဲဆိုတဲ့နိုင်ငံရေးပြည်ဆက်ကြီးတခုကိုအတင်းအကျပ်ကပြဖို့စူးစမ်းနေတယ်။ဟုတ်ကဲ့။တစ်ဖက်မှာကျတော့အာဆီယံလိုအဓိကကျတဲ့ဒေသရင်းအဖွဲ့ကြီးကအဲ့ဒီပြည်ဆက်ပုံအတိအမှန်မဖြစ်ဖို့တန်တမန်ရေးကပါပါနနနဲ့မူပုံတစ်ခုချမှတ်ပေးလိုက်တယ်။อืม ပြီးတော့မြေပြင်ပေါ်ကပြည်သူတွေကလည်းတက်တက်ကြွကြွစန့်ကျင်နေကြတယ်ပေါ့ဟုတ်တယ်ဒီတို့ကြတဲ့အားလုံးကဘာကိုဆိုလိုတာလဲအချိန်ကြီးကတော့နိုင်ငံကြီးနဲ့တန်တမာကြီးရဲ့အချက်တွေတွေ့နေတဲ့အချိန်တွေတကူပဲစစ်ကောင်စီမှာသူ့ဇာလန်နဲ့သူရှိတယ်ဒါပေမဲ့အာဆီယံရဲ့တရားဝင်ရည်တည်ချက်နဲ့မြေပြင်ပေါ်ကခခန့်တော်တော်မှုတွေပေါင်းဆက်လိုက်တဲ့အခါနိုင်ငံတကာအတိုင်းဝန်ရဲ့အားကောင်းတဲ့တံပြက်ဇာလန်တစ်ခုဖြစ်လာတယ်음ဇာလန်တစ်ခုဂျိုင်းနေကြတဲ့သဘောပေါ့အဲ့ဒါပေါ့အဆုံးသတ်မှာတော့ ဘယ်ဇလန်းကကဘာလုံးဆိုင်ရာအာယုံဆိုင်မှုကိုပိုရမလဲဆိုတဲ့အပေါ်မှာရလက်ကမူတည်နေလိမ့်မယ်။နောက်ထုံထူရဲ့အတွက်စဉ်းစားစရာအတွေ့တစ်ခုပေးခဲ့ခြင်းနဲ့ရှင်။မိနာဖုံးဆောင်ပါကအာဆီယံရဲ့ထုတ်ပြန်ချက်ကိုတိတ်ဆိတ်သောအောင်ပွဲလို့ခေါ်ပြီးဒါဟာတန်တမာရေးရာကြီးစန်းဒီကိုပံ့ပိုးပေးလိုက်တာနဲ့တူတယ်လို့ဆိုထားတယ်။ဟုတ်တယ်။တော်တော်အားကောင်းတဲ့ဥပမာတုံးလုံးမယ်။ဟုတ်တယ်နော်။ဒါပေမဲ့ကြီးစန်းဆိုတာမပြည့်ရရင်ဘာအသုံးဝင်မှာလဲ။ ဒီလိုစဉ်းစားရမယ့်မိခွန်းကဒီတန်တမန်ရေးရာကြီးစံဒီကိုနိုင်ငံတကာအင်အားစုတွေနဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေကစာရေးပေါ်ကတိတ်ဆိတ်တဲ့အောင်ပွဲတစ်ခုကနေမြေပြင်ပေါ်မှာတကက်အပြောင်းလဲဖြစ်လာအောင်ဘလို့ထိထိရောက်ရောက်အသုံးချနိုင်မလဲဆိုတာပါပဲဟုတ်ပါတယ်ဒီလိုအတွင်းကြကြတုံးတက်ချက်ဒီစဉ်းစားရမယ့်ခွန်းနဲ့မွေးထုတ်ပေးနိုင်တာကလည်းမိစီမာလိုလွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့အရေးပါတဲ့အခန်းကဏ္ဍအကြောင်းပဲဟုတ်ကဲ့ သူတို့ဟာမြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်အတွက်ရှေ့တန်းကနေတိုက်ပွဲဝင်နေကြတာပါသူတို့ရဲ့အရေးပါတဲ့သတင်းကျင်ဆက်မှုလေးရေရှည်တည်တာနိုင်မှုအတွက်ကျွန်တော်တို့သတင်းဖတ်ရှုသူတွေရဲ့ပံ့ပိုးမှုကရေးကြီးပါတယ်အဲ့ဒါတော့တကယ်မှန်ပါတယ်ဆိုတော့မီဇီမာကို subscribe လုပ်ခြင်းဟာသတင်းဖတ်ရုံတသက်မဟုတ်ပဲမြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်တိုက်ပွဲကိုတဖက်တလန်ကကူနီယာရောက်တယ်ဆိုတာလေးကိုအသီးပေးရင်တည်းပဲဒီနေ့ရဲ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေ။ ဟုတ်ကဲ့ပါနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်